မင်္ဂလာပါအမေမြဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အဖက်လေးခြင်းငံကိုကြပြနဲ့လေ့လာမယ်နော်နာကွန်ဆိုနန့် B အခရာဖြစ်ပါတယ်နာနွားသူကတော့ဝါဆွဲလို့ခေါ်တဲ့ glide ပါလာလို့သူ့ကို cluster အုပ်စုထဲမှာ no အသံထွက်ပါတယ် na and wa will begin no 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 cluster နဲ့ vowel နဲ့ပေါင်းထားတယ် one syllable no no အတလုံးကြည့်မယ်နော်ရရ na 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 en o na en o no no consonant ga na vowel ga o သူမှာတုံးပါလာတယ်ပေါ့နော်အောက်ကမြင်လို့တုံးပါလာတယ်ဒါကြောင့်မလို့ number 1 to no na o oh. o no no ka consonant ka consonant letter second consonant letter ka 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 o ko ko ka o ko ခုနကဆလုံးနွားဒီဘက်ကတော့ နုနွားနဲ့နုနဲ့ပါလိုက်တော့နွားနုနွားနု consonant letter ကပပ consonant letter ပပဆိုရပြည့်ခဲ့ဖြစ်ပါတယ်ပဲပဲပအေ vowel က a ဆိုရ number 3တုံးဖြစ်ပါတယ်ပဲပဲ ပဲပဲနဲ့ no နဲ့ပါလာလို့ရှိရင်ပဲ no ပဲ no combination ဖြစ်သွားပြီเนาะပဲ no consonant letter ညဖြစ်ပါတယ်ညမမ b a k ya မ လဒါလေးကတော့လဖြစ်ပါတယ်ညာอีညီမလအေးလေးညီမလေးညီမလေးမြန်မြန်ပြောရင်ညီမလေးလို့လည်းအတန်ထွက်ပါတယ်ညီမလေးဖတ်တဲ့အခါကျတော့ညီမလေးညီမလေးရေးတော့ညီမလေးဖတ်တော့ညီမလေးညီမလေးရန်ကစစ်စတာကိုပြောတာပါ ညီမလေးစစ consonant letter ပြည့်ရခရာစစဆိုဆိုစမအိုဆိုရဲ number 1တုံးလေးပါလာတယ်စအိုကနေပြီးတော့အောက်ကမြင်ပါတော့ဆိုဆိုဆိုခ cha ဒီတရား glide ပါလာလို့ cluster of two ပဲဖြစ်ပါသေးတယ်။ kha and ya cluster of two မှာ cha အတန်အတွက်က cha kha and ya ဆိုရင် cha cho cho cha and o အဲ့တော့သူမှာ consonants ခပါမယ် consonant ခပါမယ်ပြီးတော့ရင် vowel က o ဒီထဲမှာ cluster အုပ်စုလေးပါလာတဲ့ခြာမလို့ချိုအတန်အတွက်ကချိုခခြာဩချိုချို one syllable cho one consonant kha ပြီး cluster ပါမယ်ပြီးတော့လို့ရှင် vowel o ပါမယ်ပေါ့နော် cho အတန်အတွက်က cho cho okay အဲ့တော့ breastfeed ကို breastfeeding လို့ရင်ဗမာလို no so လို့ခေါ်ပါတယ် no so no so လို့ပြောတဲ့ပြင်ကိုကလေးလေးတွေကိုရင်ရင်ကျစ်ကျစ်ပြောမယ်ဆိုရင်ချိုချိုဆုတ်ချိုချိုဆုတ်ချိုချိုဆုတ်နှစ်ခုလုံးပြောလို့ရပါတယ်เนาะ no so ချိုချိုဆုတ်ဒါကတော့ la ပြီးရခဲ့ရ la consonants letter la la u lu la u lu lu ma 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 e ma e me me mother ပေါ့နော်မေမေ ma e ma e me me ဖေဖေမေမေညီမလေးကိုကိုမောင်လေး ညီလေးဒီလိုခေါ်လို့ရတယ်เนาะမိသားစုထဲကမေမေဟုတ်ပြီဒါဆိုရင်ဒီစာလေးဖတ်နိုင်ပြီလို့ထင်ပါတယ်ကိုဟောက်ကိုလည်းအရင်ဖတ်ကြည့်လို့ရပါတယ်เนาะနွားကရဒဲနိုလေးဟာနွားနိုလို့ခေါ်တာပေကရ เดนูลีดอเปนูคอมาปอกนิมาลีสุเดนูชูหาลูโนมาคอปาเมเมเปเดชูชูนุยเม မေချူချူလေးဒါအနှေးတစ်ခေါက်ပေါ့နော်ဖတ်နိုင်ပြီဆိုရင်အမြန်လေးကြင်ကြည့်ရအောင်နွားကားရတဲ့노လေးဟာနွားနိုးလို့ခေါ်တာပဲကရတဲ့노လေးတော့ပဲနို့ခေါ်မှာပေါ့ညီမလေးဆိုတဲ့노ချူဟာလူနို့မခေါ်ပါမေမေပေးတဲ့ချူချူနွေး မေမေချူချူလေးနိုချူချူလို့ဒီနေရာမှာသုံးထားတယ်နော်နွားကရတဲ့နိုလေးဟာနွားနိုလို့ခေါ်တာပဲကရတဲ့နိုလေးတော့ပဲနိုခေါ်မှာပေါ့မြမလေးဆိုတဲ့နိုချူဟာလူနို့မခေါ်ပါမေမေပေးတဲ့ချူချူနွေမေမေချူချူလေးခဏခဏအဖတ်လေးကြင်ကြည့်လို့ရပါတယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်